ကျုပ်တို့တောင်းနေဆိုမပြေခဲ့ပြီပဲရင်ဘက်ထဲမှာနာတယ်နော်ခမားတို့ကျုပ်တို့နိုင်ငံနဲ့လူမျိုးအတွက်နာတယ်ကျုပ်တို့ကတော့ဘာပဲပြောပြောလူချင်းတွေ့ရင်ရန်သူမဟုတ်တဲ့အတွက် အကုန်ကူညီမှာပဲစိတ်နာရီနေရာတွေဝါတိုင်းပြကျွန်တော်မသိဘူးနော်အဲ့တော့ခမားတို့ဒါမက်ဆေ့ပေးတာမတို့တီတူကူဆရာတော်ဘုရားကြီးကိုအမြန်တောင်းမှန်ဆရာတော်ဘုရားကြီးရဲ့ခြေတော်ဆရာတော်ဘုရားကြီးရဲ့ခြေတော်ပုံတော်ကြည့်လိုက်ဆရာတော်ဘုရားကြီးရဲ့ခြေတော်ရှိတယ်အဲ့ခြေတော်ကိုပြင်ပြီးတော့ကြတော့ကျွန်တော်အမေအဖေဆိုရင် နော်အမေအဖေနော်အဖေအမေတော်မဟုတ်ဘူးအမေအဖေနော်မာရာပိတုကုနောအနန္တောအပြောစေသောတန်ညာဝဲမာရာပိတမိနေပါတို့ရေကြီးကာလလာတေဥဒကချိုးချင်းပူဆက်ရှင်းရှင်းပြအောင်မပြတ်ယူရမိပါတို့မှာစိုးရင်စွာဖြင့်အစာစိမ်အေးနို့ချိုပေး၍မွေးသည့်မိခင်ကျွေးပါခြင်းကိုအရဟံဘုရားတပည့်တော်စီဝနာမိဂုံတော်ယေသူစိတ်မှကြည်နူးလျောရှင်မြူးတရာရှိခိုးပါ၏ဆိုပြီးတော့အမေမျက်နာတစ်ချိန်အဖေမျက်နာတစ်ချိန်အမေခြေထောက်တစ်ချိန် အဖေးချီတော့တစ်ချိန်အမေးချီတော့နဲ့အဖေးချီတော့ကိုတွဲပြီးတော့တစ်ချိန်မျက်လုံးမှာမြင်အောင်ပြီးတော့မှခရော့တာအဲ့ဒါကြောင့်မလို့ကျွန်တော်ဒီဘယ်မှာသွားသွားဘာလုပ်လို့ဒုက္ခမရောက်ဘူးဘေးဥပ္ပဲမရှိဘူးနော်ခင်ဗျားတို့အဲ့ဒါကိုခင်ဗျားတို့ကျွန်တော်ပြောတာပါမဟုတ်ဒီလူကစားပွဲကြီးကိုခင်ဗျားတို့တောင်းမှလိုက်ပါနော်မြန်မာပြည်ကတ်ဆိုင်လိမ့်မယ်နော်ဒီကူစရာဘရားကြီးဆိုတာနည်းနည်းနော်နော်ဒီဘာသာတရားမှာမြန်မာပြည်မှာဆိုကဘာမှာကိုကနံပါတ်1ပဲနော်ဗုဒ္ဓဘာသာမှာ နော်အဲ့တော့ခမားတို့ကျွန်တော်တို့အေးချမ်းစီခြင်းလို့ပြောတာပါကျွန်တော်အလူတွေလူမဲ့ကျွန်တော်စီစဉ်နေတယ်ကျွန်တော်တို့ကရေတွေစောင်းရသေးတယ်နော်ရေတွေကလူတဲ့လူတွေကအများကြီးလူကြတာပေါ့နော်လူတဲ့လူတွေအများကြီးတဲမှာမှ ကျွန်တော်လည်းတဝူပါဝင်ပေါ့ကျွန်တော်ရဲ့ဒီပြင်းဦးလွင်မှာရှိနေတဲ့မိသားစုတွေနဲ့ဟိုဟိုလူကျင်တဲ့အလူရှင်တွေနဲ့အားလုံးပူးပေါင်းပြီးတော့မှကျွန်တော်လူလူပေးရအောင်မယ်ပေါ့နော်ဒါပေမဲ့ရေစောင့်နေလို့ပါနော်ရေလုံလုံလောက်လောက်နဲ့ ရပြီဟဲ့ဆိုတဲ့နေရာတော့အမပွဲပဲတွေ့မှာနော်တွေ့မဲ့နေရာတော့တိတိတိုင်းပဲပြီးပြပြမယ်နော်လာခဲ့ဇော်ပွဲရှိတယ်ဟုတ်ပြီလားနော်အဲ့တော့ကျွန်တော်နေမှာပေါ့အားလုံးပဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကိုတိုင်းသူပြည်သားတွေအားလုံးဒုက္ခရောက်နေပါတယ်စိတ်ဆင်းရဲခြင်းဒုက္ခတွေအတိဒုက္ခပင်လယ်ဝင်နေတဲ့အချိန်မှာတက်နိုင်တဲ့ဘက်ကနေဝိုင်းကူပါအဖျက်မောက်တွေလို့ကိုမကြိုးစားပါနဲ့လို့မြစ်တာရက်ခံရင်းနဲ့မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေရှေးတန်းရောက်နေတဲ့တက်မလို့သားတွေ ဘေးရန်နေခင်ချင်းပြီးနောက်တန်းကမိသားစုတွေနဲ့အမြန်ဆုံးပြန်လည်ပေါင်းစပ်နိုင်ပါစေငလင်ဘေးတန်းတင့်နေတဲ့ပြည်သူပြည်သားများလည်းအမြန်ဆုံးပူပင်တော့ကရင်ငိမ့်အေးချမ်းပါစေရရှိပါစေလို့ကျွန်တော်မြတ်တာကိုဆုတောင်းခဲ့ပါတယ်ကျွန်တော်ဘဝတော့အဖြေခံဘဝနဲ့အမုန်းခံလူသားပါဘူရာဝေဒီမောရာ